င်္ဂလာပါပရိသတ်ကြီးဘုန်းကြီးတညနေမှာတော့ချက်တော့ချက်မပိုင်ခြင်းနဲ့ဆိုတဲ့ကောင်းစဉ်လေးနဲ့ပြောကြပါလေဘုန်းကြီးတို့လောကမှာဖြစ်နေတဲ့အာလူတွေကဘာသာကိုမသိဘဲဖြစ်နေတဲ့ပြဿနာတွေကတခုခုရှိနေမှာစိတ်ချမ်းသာတယ်တရားရောက်ကိုပိုင်ဆိုင်ထားရမှာစိတ်ချမ်းသာတယ်တစုံတရားကိုပိုင်ဆိုင်ထားရမှာစိတ်ချမ်းသာတယ်ဆိုတဲ့သဘောတရားတွေနဲ့ပဲပြောဆိုဆက်ဆံနေကြတာတွေ့ရတယ်ဟုတ်လားစဉ်းစားကြည့်အောင်တကယ်ပြောသလားပါ ကိုတယောက်တည်းတော်မှာအင်မတန်မှလေးလံသောဝန်တော်ဝန်ပိုးကြီးကိုတယောက်ရဲ့စာရေးကိုတယောက်ရဲ့ဝေရေးကိုတယောက်ရဲ့နေရေးတော်တော်ဒုက္ခများတယ်နောက်တဲ့တစုံတယောက်ကိုပိုင်လိုက်ရပြီတစုံတယောက်ကိုကိုကဆောင်းလျှောက်ထားရပြီဆိုပူလောင်လိုက်တာသူစားဖို့သူဝေဖို့သူနေဖို့သူရဲ့အနာဂတ်အအများကြီးကိုကောင်းနေထဲထားတော်တော်ဆိုးသွားပြီအဲ့တော်တော်ဆိုးသွားတာကိုတချို့ကပြောကောင်းပြောလိမ့်မယ်ပြောတယ်အာနေကျင်တဲ့သူနဲ့အတူနေလို့ရတယ် တော့ငါလိုချင်တာတွေရှိတယ်ငါပြောတယ်လို့ပြောကောင်းပြောမယ်ဒါပေမဲ့တကယ်ပြောသလားဆိုတာကတော့အချိန်ကစကားပြောသွားလိမ့်မယ်ကိုယ့်ရဲ့စိတ်တွေအမြဲတမ်းလွတ်လပ်သောစိတ်လွတ်လပ်သောခံစားချက်ဘာအနောင်အဖွဲ့ဘာအတွေ့အတာမှမရှိစွာမရှိဘဲနဲ့လွတ်လပ်နေတဲ့စိတ်ကလေးနဲ့နေရတာလို့ပြောစရာကောင်းတာမရှိဘူးအဲ့လောက်ကြီးချမ်းတာဘာနဲ့မှနိုင်ရှင်လို့မရဘူးအကူကလူတယောက်ကိုပိုင်ချင်တယ်ပိုင်ပြီးဟုတ်ပြီ ပိုင်တဲ့အခါကျတော့သူကပေးတဲ့ဒုက္ခတွေကိုမှအများကြီးရောက်လာတတ်တယ်။ဥပမာကိုခရီးသွားမယ်ဆိုလဲကိုယ်စိတ်ကအိမ်မှာကြံခဲ့တယ်။ကိုမှခွေးလေးပိုင်ထားတယ်၊ကိုမှကြောင်လေးပိုင်ထားတယ်ဆိုလဲခရီးသွားကြတဲ့စိတ်ကအိမ်မှာအဲ့တော့တရားရှုထောင့်ကနေပြောမယ်ဆိုအဲ့လိုအနောင်ဘွဲတွေအများလုံးအားကြီးနေတယ်။ဘယ်တော့မှမလွတ်လပ်နိုင်ဘူး။မလွတ်လပ်နိုင်ဘူးဆိုတော့တရားသဘောအရာပြောမယ်ဆိုရင်မလွတ်လပ်သောစိတ်တဏ္ဍာနေတဲ့ ါမဒီမလွတ်လပ်သောစိတ်ခံစားချက်နဲ့နေတော်သူသည်လွတ်လပ်သောတရားကိုရမှာမဟုတ်သူသည်ဘယ်ကိုသွားသွားဘာကိုလှုပ်လှုပ်အဲ့ဒီသူပိုင်တဲ့တစုံတရားသူပိုင်တဲ့တစုံတရားအကြောင်းပဲစဉ်းစားနေတယ်ဒါနဲ့ပတ်သက်ပြီးတော့စိတ်သည်နှောင့်ဖွဲ့နေတဲ့အတွက်ကြောင့်တင်ပြိတာဖြစ်မှာတယ်တင်ပြိတာဖြစ်မယ်တင်အပေအပေချားဖို့ပဲအလားအလာရှိတယ်လွတ်လွတ်မြောက်သောစိတ်လွတ်လပ်သောစိတ်ဆိုတာသူမှမရှိဘူး သူအမြဲတမ်းလိုက်ပြီးတော့တစုံတယောက်ကိုပိုင်ချင်နေတယ်တစုံတယောက်ကိုပိုင်ချင်နေတယ်ပိုင်ပြီးရင်လည်းထပ်ပြီးတော့အမျိုးစုံပိုင်ချင်ဖို့အတွက်သူကြိုးစားမယ်ချုပ်ချယ်မယ်တင်းတွင်းမယ်အများကြီးပဲအဲ့တော့ကြည့်လိုက်တော့စိတ်ချမ်းသာစရာကောင်းတာဘာမှမရှိဘူးလူတွေအပေါ်မှာလူချင်းမှုတွေများတယ်စန္ဒာတွေရာဂတွေနဲ့အမြဲတမ်းသူပူလောင်နေတဲ့သူကိုကိုကိုပူလောင်နေမှန်းသူမသိဘူးဒါကိုသူကအဟုတ်ကြီးမှတ် ဒီလိုမျိုးတယောက်ယောက်ကိုပိုင်ထားရတာပေါ့ဒီလိုမျိုးအဲ့တော့ तू ဘယ်လောက်ထိပျော်နိုင်မလဲစဉ်းစားကြည့်ပေါ့ပိုင်ဆိုင်ထားတဲ့အရာတွေကကာမဂုဏ်တရားတွေဆိုတာကနည်းနည်းပိုင်ရင်နည်းနည်းပူတယ်များများပိုင်ရင်များများပူတယ်လို့မြတ်စွာဘုရားဟောတာပြီးသားကာမဂုဏ်တွေမှာအဲ့ဒီဆိုကြိုးတွေရှိတယ်အဲ့တော့မယုံနိုင်ကြတဲ့အခါကျတော့ပူနေတာပူနေမှလည်းကိုယ်ကိုယ်ကိုမသိဘူးသိလဲခဏလောက်ကလေးပဲအတိအမှန်ဝင်ဘူးတော် မလွတ်လပ်သောစိတ်မလွတ်လပ်သောသဘောထားတွေနဲ့တွားလာနေရတာထောင်ချနေတာနဲ့တူတယ်။အဲဘုန်းကြီးတို့ဆိုလို့ရှိရင်ကိုကိုယ်တိုင်လည်းသူများကိုမချီဘူးမနှောင်ဘူးချစ်တယ်ဆိုလို့ရှိရင်မေတ္တာနဲ့ပဲချစ်တယ်မေတ္တာစင်နဲ့ပဲချစ်တယ်အနောင်အဖွဲမပါတော့မေတ္တာစင်နဲ့ကိုသူ့မပိုင်ရလို့ဆိုပြီးတော့လေဘာမှစိုးရင်ကြောင်ကြဖြစ်စရာအကြောင်းမရှိဘူးအနောင်အဖွဲနဲ့ကိုယ်လာပြီးတော့ချီရင်လည်းအချီမခံနိုင်ဘူးမလွတ်လပ်လို့ ဲ့တော့လွတ်လပ်သောစိတ်နဲ့သွားနေတဲ့အချိန်ဟာတရားကိုလည်းရှုလို့ရတယ်လို့လူတိုင်းကိုလည်းတန်းတူချစ်လို့ရတယ်။အရာအားလုံးကိုလည်းတန်းတူမေတ္တာပေးထားလို့ရတယ်။တစုံတယောက်ရဲ့ချီနောင်မှုကိုခံလိုက်ရင်ကိုယ်စိတ်လည်းမလွတ်လပ်တယ်လို့ကိုယ့်ရဲ့ပြောတဲ့စကားတွေလည်းမလွတ်လပ်တော့ဘူး။ကိုယ့်ရဲ့အမြင်တွေပါမလွတ်လပ်တော့ဘူး။ကိုယ့်ရဲ့ဆုံးဖြတ်ချက်တွေလည်းမလွတ်လပ်တော့ဘူး။မလွတ်လပ်တော့ဘဝထဲမှာထောင်ကျနေတယ်လို့နေခြင်းအပြင်ဒီလူအတွက်ကစိုးကျိုးတွေပဲရှိတယ်။ ပစ္စုပန်ဆိုချိုတမလွန်ဆိုချိုဒါတွေပဲရเสียအောင်ရှိတယ်လွတ်လပ်သောစိတ်နဲ့နေနိုင်အောင်ကြိုးစားဖို့လိုအပ်ပါတယ်